မင်္ဂလာညချမ်းပါခင်ဗျာကျွန်တော်တို့တနေ့တာစူးစီးရရှိတဲ့သတင်းတွေကိုကိုစီသတင်းတွေအထွေထွေ YouTube Channel ရကနေတင်ဆက်ပေးနေတာဖြစ်ပါတယ်ပထမအဆုံးတင်ဆက်တဲ့သတင်းကတော့သခိုင်းမြို့ပေါ်တွင်ပြိုကျပျက်စီးနေတဲ့နေအိမ်နှင့်အဆောက်အုံများအောက်မှအပုပ်နက်များထွက်လာပြီးကုညီကယ်ဆယ်ရေးမှတမျိုးလုံးမလွှမ်းခြုံနိုင်တဲ့ကြောင့်သခိုင်းမြို့တွင်ရောက်ရှိနေတဲ့ကုညီကယ်ဆယ်လှုပ်ဆောင်နေသူတို့ကပြောဆိုပါတယ်အောက်မှပိတ်မိနေသူတွေမှာအချိန်မီမကယ်နိုင်လို့တည်တဲ့သူတွေတဲ့တေကုန်ကြီးပထမအတန်လောက်ပေးသေးတယ်နောက်တော့ဘာရမ်းမှထပ်မကြရတော့ဘူးကယ်ဆယ်ရေးကအရန်ခတ်နေတယ်ရှိသလောက်စက်ကြီးတွေနဲ့တော့ ရတဲ့နေရာတွေရှင်းလင်းကယ်ဆယ်ဖို့လုပ်နေကြတယ်။တမျိုးလုံးတော့မလွှမ်းခြုံနိုင်သေးဘူးဟုကယ်ဆယ်ရေးသမားကရှင်းပြတယ်။မတ်လ28ရက်နေ့နေ့လှုပ်ခတ်ခဲ့တော့အင်အားပြငလှင်ကြောင့်သခိုင်းမျိုးတွေ80ရာခိုင်နှုန်းပြိုကျပျက်စီးခဲ့ပြီးကယ်ဆယ်ရေးမလုပ်နိုင်သေးတော့နေရာအများအပြားရှိနေကပိတ်မိသူများလည်းရှိနေဆဲဖြစ်ပါတယ်။ဒါကတော့ကျွန်တော်တို့တဘာဝဘေးအန္တရာယ်ကြောင့်လက်ရှိကြုံတွေ့နေရတဲ့ကျွန်တော်တို့နိုင်ငံကအပျက်စီးတွေကြားထဲမှာ ိတ်မိနေပိမိနေတဲ့အဲလူတွေအများကြီးရှိပါတယ်အဲ့ဒီတည်းကမှတော့ကူညီကယ်ဆယ်နိုင်တဲ့အင်အားကမလုံလောက်တဲ့အတွေ့နော်အတက်တွေမဆုံးချုံးတင်ပဲဆုံးချုံးရတဲ့လူတွေအများကြီးရှိနေပါတယ်တနိုင်ငံလုံးအတိုင်းအတာနဲ့ဆိုရင်လူပေါင်းတထောင်ကျော်ထိခိုက်တေဆုံးတဲ့လူတထောင်ကျော်စရင်ရနေပြီမဲ့နောက်ထပ်ထပ်ပြီးတော့ဒီစရင်ကထပ်တိုးဖို့ပဲရှိပါတယ်အကြမ်းဖက်စစ်ကောင်စီမင်းအောင်နိုင်ကတော့နိုင်ငံတကာအကူအညီတောင်းထားပေမဲ့တူကိုတိုင်ကတော့ဒီနေ့အချိန်ထိပြည်သူကို လေရင်နဲ့ဘုံကျဲတာ မရက်တံမဲနဲ့ဆက်လက်လှုပ်ဆောင်နေတာဖြစ်ပါတယ်။ဒါကြောင့်မို့လို့နိုင်ငံတကာအတိုင်းအဝန်းကအခုလိုလှုပ်ဆောင်မှုတွေကိုဝိုင်းဝန်းရှုတ်ချနေကြတာဖြစ်ပါတယ်။ဟုတ်ကဲ့ဒုတိယတည်င်းတစ်ပုဒ်ကတော့မတ်လ28ရက်နေ့တွင်လှုပ်ခတ်ခဲ့တဲ့အင်အားပြင်းမြေကလင်းကြောင့်ကြောက်ဆက်မြို့ရှိ Bracket School ပြိုကျခဲ့ပြီးလက်ရှိအချိန်ထိရှားပွေကယ်ဆယ်ရေးများလှုပ်ဆောင်နေကြောင်းသိရပါတယ်။အဆိုပါတောင်းပြိုကျမှုကြောင့်ဆီယာမ9ဦးနဲ့ကလင်းငယ်40ကျော်တေဆုံးခဲ့ပြီးရှားပွေမှုများဆက်လုပ်ဆောင်နေကတေဆုံးမှုအရွတ်တော့ကိုလည်းဆက်လက်မြင့်တက်လာနိုင်ကြောင်းသိရပါတယ်။ဆီယာမ9ဦးနဲ့ကလင်းငယ်40ကျော်တေဆုံးပါတယ်အတိအကျတော့ဂုတိမတိရသေးပါဘူး။ ကယ်ဆယ်ရေးတွေလိုအပ်ပါတယ်ဂူဒီတော့ကယ်ဆယ်နေတော့မဲဟုဒေတာပြည်သူတူကပြောဆိုပါတယ်ထို့ပြင်မန္တလေးမြို့အမြောက်တန်းပလီပြိုကျမှုတွင်လည်းအယုတ်အလောင်120ကျော်တွေ့ရှိထားကြောင်းကယ်ဆယ်ရေးလုပ်ငန်းများဆက်လက်လှုပ်ဆောင်နေစေဖြစ်ကြောင်းတိရပါတယ်မန္တလေးအမြောက်တန်းပလီပြိုကျကလူ120ကျော်တွေ့ထားပြီးဒဏ်ရာရရှိသူတွေအများများပါတယ်ကယ်ဆယ်ရေးတွေကအခုချိန်ထိဆက်လက်လှုပ်ဆောင်နေပါပဲဟုဒေတာခံပြည်သူတူကပြောပါတယ် ဒါကတော့တော်တော်ဆိုးပါတယ်เนาะပြောเสียစကလုံးတော့မရှိတော့ဘူးเนาะဒီတည်ဆုံးသွားတဲ့ចောင်းသားတွေရဲ့မိဘတွေရင်ထဲမှာဘလောက်တောင်ယူကျုံမရဖြစ်နေမလဲဆိုတာကိုချင်းစာကြည်လာနေတိနိုင်ပါတယ်။တော့ကျွန်တော်တို့နိုင်ငံမှာအင်မတန်ဆိုးရပါတယ်။တဘာဘေးအန္တရာယ်ခဏခဏကြာရောက်ခဲ့တဲ့တိုင်းပြည်တခါထပ်ပြီးတော့အာနာကတိန်းထားတယ်အကျမ်းမှဖက်ခံထိတယ်လေရင်နဲ့ဘုံကျဲခံထိတယ်ပြောเสียစကလုံးမရှိတော့တဲ့ကဘာမှာမှာเนาะအဆိုးအဆုံးဖြစ်နေတဲ့တိုင်းပြည်တစ်ခုဖြစ်နေတာပါ။ဒီခါထပ်ပြီးတော့မြင်းကလေးရလည်းဒီနေ့အချိန်ထိမယက်မနားဆက်လှုပ်နေတာဖြစ်တဲ့အတွက် ဟိုဒီစကိုင်းပြည့်ရီကျော်ရဲ့အချိန်ကြောင့်မြန်မာနိုင်ငံအချိန်မရွေးဒုက္ခရောက်သွားနိုင်တဲ့တဘာဘေးအန္တရာယ်ကိုရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ဟုတ်ကဲ့နောက်ထပ်သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးချင်ပါတယ်။ဒါကတော့မန္တလေးမြို့အနီးတို့ဗဟိုပြုရဲ့ယနေ့မွန်းလွဲတနအီ38မိနစ်အချိန်ပြင်းအား9တရက်မှ1အဆင့်ရှိငလင်လှုပ်ခတ်သွားကြောင်းအမေရိကန်အခြေစိုက်ဘူမိဗေဒငလင်စောက်ကြည့်ရေးအဖွဲ့ကသတင်းထုတ်ပြန်ပါတယ်။အဆိုပါငလင်ကြောင့်မန္တလေးမုံရွာနှင့်စကိုင်းအပါအဝင်ပတ်ဝန်းကျင်မြို့နယ်များတွင်ယနေ့မွန်းလွဲတနအီ38မိနစ်အချိန်ပြည်သူများစုခံစားတိရှိရကြောင်းပြောဆိုကြတယ် မတ်လ28ရက်နေ့မွန်းလ7:52မိနစ်အချိန်ပြင်အား9.8အဆင့်ရှိတဲ့ငလင်ကြီးလှုပ်ခတ်ပြီးနောက်နောက်ဆက်တွဲငလင်များစွာထပ်မံလှုပ်ခတ်နေခြင်းဖြစ်ရယနေ့မွန်းလ7:38မိနစ်အချိန်လှုပ်ခတ်ခဲ့တော့ငလင်မှာအလွန်တိတာကြောင့်တိရှိရပါတယ်အခုလှုပ်တော့တာဆွဲခါသလိုတိတ်ငလန်တိတ်ငလန်ဟိုတနေ့မတ်လ28ရက်နေ့ကလောက်မပြင်းပေမဲ့အတော်တိတာတယ်ဟုမန္တလေးဒေတာခံပြည်သူတူကပြောဆိုပါတယ်မတ်လ30ရက်နေ့မြန်မာစံတော်ချိန်မွန်းလ7:32မိနစ်အချိန်မှာ မြန်မာပြည်တွင်မန္တလေးမြို့၏အနောက်မြောက်ဘက်28ကီလိုမီတာအကွာမြေအောင်အနက်10ကီလိုမီတာကိုဗဟိုပြု၍အင်အားရေချာစာစကင်း9တန်းမှ1အဆင့်ဖြင့်အတော်အတင့်အင်အားရှိတဲ့မြင်းကလင်တစ်ခုထပ်မံလှုပ်ကိုင်လှုပ်ခဲ့ကြောင်းစကိုင်းငလင်ကြီး၏နောက်ဆက်တွဲငလင်ငယ်များဆက်လက်လှုပ်ခိုင်လှုပ်ခတ်နိုင်သည့်အတွက်ငလင်ဘေးဆောင်ရန်ရှောင်းရန်သတိပြုရန်များနှင့်အညီနေထိုင်ကြရန်လည်းအတိပေးထုတ်ပြန်ထားပါသည် ဒါမြင်းကလင်းဆိုတော့အလုံးတိတဲ့အတိုင်းကျွန်တော်တို့ကဘယ်အချိန်ဘယ်အခါမှလှုပ်မယ်ဆိုတော့ကြိုတင်တိုင်းထွာလို့မရပါဘူးမမှုန်တိုင်းဆိုရင်တော့ကျွန်တော်တို့ကလေဗီယာနဲ့ရောင်းဝန်းနေရနေစတင်ဖြစ်ပေါ်တာဖြစ်တဲ့အတွက်ဒီမှုန်မှုန်တိုင်းတွေရဲ့တွားရလမ်းကြောင်းပြီးလို့ချင်းဒီမှုန်တိုင်းရဲ့အင်အားကိုအဲဘိုးလေးဝတာပညာရှင်တွေအနေနဲ့တော့ခံမှန်းလို့ရပေမဲ့မြင်းကလင်းကြတော့ကျွန်တော်ခံမှန်းလို့မရပါဘူးပိုဆိုးတာကကျွန်တော်တို့မြန်မာနိုင်ငံဟာဒီပြည့်ရကျော်နှစ်ခုရဲ့အလဲခေါင်တက်တက်မှာကြာရောက်နေတာဖြစ်ပါတယ်ဒီစကိုင်းပြည့်ရကျော်ဆိုတာကဘာကျော်တဲ့ပြည့်ရကျော်ပါကြောက်ပြနှစ်ခုရဲ့ထပ်နေတဲ့အရာကြီးက ပြန်လဲပြုတ်ကြရင်ဒီထက်ကျန်းတဲ့ငလင်တွေပါဖြစ်ပေါ်လာမယ်လို့ဒီဘူးဝိဗေဒပညာရှင်တွေအနေနဲ့ထုတ်ပြန်ထားတာဖြစ်တဲ့အတွက်ဒီစွန်တာကြောက်ဖြံတဲ့အိန္ဒိယကြောက်ဖြံနှစ်ခုတည်းကျွန်တော်တို့မြန်မာနိုင်ငံစကိုင်းကျောကနေမြန်မာနိုင်ငံမြေပုံခါလေကောင်ကပိုင်းထားတာဖြစ်တယ်ဒါကြောင့်မလို့ဒီအင်အားပြင်းတဲ့ငလင်တွေကမြန်မာနိုင်ငံမှာအချိန်မရွေးဖြစ်ပေါ်လာနိုင်တယ်။ဒါကြောင့်မလို့တဘာဘင်းအန်နေနဲ့ပတ်သက်လို့အထူးသတိထားဖို့လိုအပ်တယ်။နော်မြေဆောင်စီမံကိန်းကိုနော်ပညာရှင်တွေကန့်ကွက်ခဲ့တာဒီအချက်တွေကြောင့်ဖြစ်ပါတယ်။ မြေဆုံစီမံခန်းရဲ့အကျိုးအမြတ်ကတရုတ်တွေပဲရောက်အောင်မှာဖြစ်တယ်မြန်မာပြည်ကရာဂိုင်းတော့အ ਨੇ အချင်းလေးပဲရမှာဒါပေမဲ့လို့ဒီလိုမျိုးငလီလီကြောင့်အဲ့ဒီမြေဆုံစေကြီးကျိုးခဲ့ရင်တော့ကချင်ပြည်နယ်မြစ်ကြီးနားအစပြီးအောက်ပိုင်းမြို့တွေအကုန်ပြိုကျသွားမှာပါဒါကြောင့်မလို့ပညာရှင်တွေအနေနဲ့မြေဆုံဟာလုံးဝမစောက်တင့်တဲ့ဆယ်တခုလို့တားဆီးခဲ့ကြတာဖြစ်ပါတယ်ဒါကြောင့်မလို့တဘာဘင်းအန်ရဲ့ရေကြီးရေချမ်းမှုတွေမြင်းကလင်းတွေကိုကျွန်တော်တို့တိုင်းပြည်အနေနဲ့နောက်ထပ်တွေခံစားလာနိုင်ရတဲ့အနေအထားရှိတယ်အဲ့လိုအနေအထားမှာ တိုင်းပြည်အုပ်ချုပ်မင်းလုပ်တဲ့အစိုးရကပြည်သူတင်မြောက်တဲ့အစိုးရဖြစ်နေမယ်ဆိုရင်တော့ပြည်သူနဲ့တရားတဲ့ကြော်ဖြတ်နိုင်တာပေါ့အခုလိုအာနာရှင်တွေလက်ထက်ကြရင်တော့အလုံးထိတဲ့အတိုင်းပဲပြည်သူကတော့ခံတဲ့ခံရမှာပေါ့ဟုတ်ကဲ့နောက်ထပ်သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးချင်ပါတယ်ဒါကတော့မတ်လ28ရက်နေ့ကမန္တလေးမြို့အနီးဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ပြင်းအားရေရှည်စာစကေး9တထက်မှ9အဆင့်ရှိငလင်တန်ကြောင့်အထက်မြမာပြည်ရဲ့မြို့တော်မြမရင်ကျင်းမှုအများစုဝေးရမြို့မှာလူထိခိုက်တေဆုံးမှုရှေးဟောင်းယဉ်ကျေးမှုနဲ့နေအိမ်တိုက်တာအဆောက်အအုံထိခိုက်ပျက်စီးမှုအများဆုံးဖြစ်ပေါ်ခဲ့ပါတယ် ရာစုနှစ်နှစ်ခုကျော်အတွင်းဒုတိယကဘာစစ်တမ်းမီးဘေးဒဏ်တို့တင်းခဲ့မှုတဲ့မန္တလေးမြို့တော်ဟာငလျင်ဒဏ်ကြောင့်မြို့ပြက်ကြီးတစ်ခုနီးပါးအထိထိခိုက်ပျက်စီးသွားတယ်လို့ဒေသခံအမျိုးသမီးတဦးကပြောပါတယ်မန္တလေးမြို့စိန်ပန်းရဟာလည်းပြင်းထန်တဲ့မြေငလျင်နဲ့အတူမီးဘေးပါတင်းခဲ့ရတဲ့ရက်ွက်တစ်ခုဖြစ်ပါတယ်ဘေးဒုက္ခနှစ်ခုကိုတပြိုင်တည်းရင်ဆိုင်ခဲ့ရတဲ့စိန်ပန်းရက်ွက်အခြေအနေကိုဒီရုတ်တံမှာကြည့်ကျူနိုင်ပါတယ်ခင်ဗျာနော်ငလင်လောက်တယ်အဲ့ဒီကတစင်မီးထက်လောင်တယ်ဆိုတော့ဟိုပြောစရာစကားမရှိတော့ဘူးပြတလောက်တောင်ပဲကျွန်တော်တို့တိုင်းပြည်ရဲ့ ဟိုကတ်ဘေးတွေကပေါများသလားတော့မသိဘူးနော်ယောကန္တနာကတ်ဒုဗ္ဗခန္တနာကတ် တတ္တနာကတ်ဆိုတဲ့ဒီကတ်ကြီး၃ပါးမှာကျွန်တော်တို့တွေအားလုံးခံစားနေရပါယောဂါကြောင့်ဖြစ်ပေါ်တဲ့ဘေးကတ်နော်ကျွန်တော်တို့ကိုဖစ်မှာလဲခံခဲ့ရပူပါပြီတကပါလုံးဆိုရင်မြန်မာလဲခံခဲ့ရတာပဲဟုတ်တယ်နော်ဒီလက်နဲ့ဘေးအန်တန်ကြောင့်လက်ရှိမင်းအောင်နိုင်ရငလင်လုံးနေတာတောင်မှအပေါ်ကလေရင်နဲ့ဘုံကျဲနေတယ်ဒါဟာစစ်လက်နဲ့ဘေးတွေရဲ့အန်တွေကိုခံစားနေရတဲ့ကျွန်တော်တို့တိုင်းပြည်ဒါကတ်ကြနေတာပဲနော်နော်အခုလုံလုံးတဘာဝဘေးအန်တွေရဲ့ဖြစ်ပေါ်တယ်ဒါဟာကျွန်တော်တို့နော် ဗုဒ္ဓဘာသာတွေဆိုရင်အမြဲရွတ်နေတဲ့ကတ်ကြီးတုံးပါဆိုတာကိုကျွန်တော်တို့ရင်ဆိုင်နေရတာဖြစ်ပါတယ်ဒါကြောင့်မလို့ဒီကာလမှာကျွန်တော်တို့တွေကတူဦးပေါ်တူဦးမေတ္တာရှေ့ထားပြီးတော့ပေါင်းတင်နေထိုင်ကြဖို့လိုအပ်တယ်ပြည်သူအချင်းချင်းစည်းလုံးညီညွတ်စွာနေထိုင်ကြပြီးတော့ဒီကတ်ဘေးကြီးကိုအမြန်ဆုံးကျော်ဖြတ်နိုင်ကြဖို့ရည်ကြီးပါတယ်ဟုတ်ကဲ့နောက်ထပ်သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးချင်ပါတယ်ဒါကတော့ငလျင်ကြောင့်တင်ဆုံးရောက်အလောင်းများပြားလွန်းတဲ့မြန်မန္တလေးမှာမိရချိုဆက်မြမနိုင်မနှင်းဖြစ်နေကြောင်းတည်ရပါတယ်မန္တလေးမြို့တွင်တင်ဆုံးသူအများပြားရှိနေပြီးဂျာနီကန်တောင်အင်းမြောင်အင်းတုတ်တံများတွင်အလောင်းရာနေချီမိရချိုနေရာကြောင်း ထိုနေရာရောက်ရှိနေလူရန်ထံများတိရပါတယ်ယမန်နေ့ကတေဆုံးလူ300ကျော်မိတချို့ခဲ့ရပြီးယနေ့နနက်တွင်လည်း200ကျော်မိတချို့နေရကြောင်းဒေသခံတအူးကပြောပါတယ်ကလေးလူကြီးတန်ကမိန်းကလေးတွေရောအများကြီးတကြိုရတာခုနေရာရောက်တဲ့ထိုနေရာကိုရောက်ခဲ့တဲ့အမျိုးသားတအူးကပြောပါတယ်မန္တလေးမြို့တုတ်တန်တုံးခုနယ်အလောင်းမြတ်ထက်ကပုံနေပြီးလက်မလဲအောင်မိချို့တကြိုနေရကတချို့မှာတုတ်တန်အနီကိုအစီစီဖြစ်ကိုတကြိုရကြောင်းဆိုပါတယ်အစကတော့တလောင်းချင်းစီပဲမိတချို့ဆက်တဲ့ပုံထားခဲ့အလောင်းတွေရှိတယ် မီးကြိုဆက်အပြင်မှာလည်းအလောင်းတွေထက်နေတယ်တချို့မနိုင်တော့လို့အပြင်မှာတီးတဲ့တကြိုတာတွေရှိတယ်ဟုပြောဆိုပါတယ်တနိုင်ငံလုံးအတိုင်းအတာဖြင့်ငလင်တန်တင့်ခဲ့တဲ့ဒေတာအားလုံးဤတေဆုံးခဲ့ရသူစုစုပေါင်း1644ဦးဒဏ်ရာရရှိသူ3000ကျော်နှင့်ပျောက်ဆုံးနေသူ139ဦးရှိကြောင်းမတ်လ29ရက်နေ့ည8နာရီမှာစစ်ကောင်စီကသတင်းထုတ်ပြန်ထားပါတယ်ဒါကတော့လက်ရှိစစ်ကောင်စီရတဲ့သတင်းပဲနော်နာခင်မှာလုံးဝလို့ပေါ့ဗျာကျွန်တော်တို့နာခင်မှာဒီတို့စစ်တပ်အတိုင်းဝိုင်းကထုတ်ပြန်တဲ့သတင်းတဲ့ ညောင်များစွာတည်ခဲ့ရတာအလုံးအတိပဲဖြစ်သလိုကျွန်တော်တို့ဒီငလင်မှာလည်းသူတို့ထုတ်ပြန်တာက1600ကျော်အထိရပြီဆိုရင်အပြင်မှာဘယ်လောက်ထိဖြစ်နေမလဲဆိုတာစဉ်းစားတာလည်းတိနိုင်ပါတယ်အဲ့တော့တကယ်ဟိုရုပ်ဆိုးအကြီးတန်းစွာခံစားရတဲ့ကျွန်တော်တို့ရဲ့နိုင်ငံအတွက်ဘေးအန္တရာယ်ဆိုကြီးခုပါဘူးဟုတ်ကဲ့နောက်ထပ်သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးချင်ပါတယ်ဒါကတော့ Thai National Telecom ရဲ့အစီအစဉ်နဲ့ Thai ဖုန်းတွေကနေမြန်မာဖုန်းတွေကိုယခုမတ်လ31ရက်နေ့ထိအခမဲ့ဖုန်းခေါ်ဆိုခွင့်ပြုထားတယ်လို့သိရပါတယ်။ဖုန်းခေါ်ဆိုမယ်ဆိုရင် တုံညတုံညတစ်ရှစ်တုံည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 တစ်ကိုအရင်ခေါ်ဆိုပြီးတဲ့နောက်ထိုင်းဘာသာစကားပြောတဲ့အချိန်တုံညတုံညကိုကိုငားကိုခံပြီးတော့ကိုဆက်သွယ်ခြင်းနဲ့မြန်မာဖုန်းနံပါတ်ကိုရိုက်တဲ့ကအခမဲ့ခေါ်ဆိုနိုင်ပါတယ်လို့တိရပါတယ်ဒီအစီအစဉ်ဟာထိုင်းနိုင်ငံကမြစ်တိဖုန်းအော်ပရေတာကိုမဆိုအတုံးပြုတ်နိုင်တယ်လို့ဆိုပါတယ်ဒါပေမဲ့လက်ရှိမှာတော့ဖုန်းခေါ်ဆိုမှုတွေများလွန်းတာကြောင့် လိုင်းတွေကြက်နေသလိုမြန်မာဘက်ကဖုံးတာဝါတိုင်းတွေငလင်နောက်ဆက်တွဲအခြေအနေမီးလောင်ပျက်စီးတာတွေရှိတာကြောင့်လိုင်းမရပဲဖုံးခေါ်ဆိုလို့မရတာတွေဖြစ်နေလို့တိရပါတယ်ကျေးဇူးတင်ပါတယ်ထိုင်းနေရှင်နယ်တယ်လီကွန်ရဲ့ အဲတာဝန်ရှိတဲ့ဒုတိယတကွာထိုင်းနိုင်ငံမှာတာဝန်ရှိတဲ့ဒုတိယအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ကျွန်တော်တို့ဒါဟာလူသားချင်းစာနာစွာနဲ့တို့တတ်နိုင်တဲ့နေရာကပါဝင်အကူအညီပေးတာဖြစ်ပါတယ်တကယ်ပဲထိရောက်တဲ့အစီအစဉ်လေးပါပဲအထူးပဲကျေးဇူးတင်ပါတယ်ထိုင်းပြည်မင်းမြတ်တဲ့တကွာထိုင်းနိုင်ငံကနေကူညီကြတဲ့ဒုတိယအားလုံးကိုဟုတ်ကဲ့နောက်ဆက်တဲ့နောက်ဆက်သတင်းတစ်ခုကိုတင်ပြပေးချင်ပါတယ်ဒါကတော့အန်ဘကိုးတိုင်းအတွင်းငလင်တင်ပြေးရတယ်မှာပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေကကူညီကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်နေတယ်လို့မြို့သားညီညွတ်ရေးအစိုးရ NUG ရဲ့လူ့ခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကထုတ်ပြန်ပါတယ် ။ပဲခူးတိုင်းတဲ့ကကြေးရွာတွေစီတွားရောက်ကငလင်ထန်တင့်ပြည်သူတွေအတွက်ပြည်သူလူထုလုံခြုံရေးဌာနရဲဘော်တွေနဲ့စစ်တောင်းစစ်တောင်းရဲဘော်တွေကအ धिक ကူညီကယ်ဆယ်ရေးတွေလှုပ်ဆောင်နေတယ်လို့ဖော်ပြထားပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရကငလင်ကြောက်စစ်ကောင်စီကိုထိုးစစ်တွေရက်ထားပြီးစိုးမိုးထိန်းချုပ်ရာဒေသတွေမှာကူညီကယ်ဆယ်ရေးတွေလှုပ်ဆောင်မယ်လို့ကနအူးအတိပေးထုတ်ပြန်ပါတယ်။ငလင်ထန်တင့်ဒေသတွေရဲ့ဆက်ဆက်တဲ့ခရိုင်တွေမှာခုခံကာကွယ်စစ်ကလွှဲပြီးထိုးစစ်အားလုံးကိုမတ်လ30ရက်နေ့ကဧပြီလ12ရက်နေ့အထိနှစ်ပတ်ကြာရပ်ဆိုင်းမယ်လို့ NUG ကထုတ်ပြန်ထားတာဖြစ်ပါတယ်เนาะလက်ရှိအချိန်မှာ အားလုံးတိတဲ့အတိုင်းနိုင်ငံကတဘာဘေးအန္တရာယ်ခံပြီးတော့အကုန်လုံးအတက်တွေတည်ဆုံးပြီးတော့ဒုက္ခရောက်နေကြတယ်ဒါကြောင့်မလို့ NUG အစိုးရအနေနဲ့လက်ရှိထိုးစစ်အားလုံးကိုရပ်တန့်ဖို့တိုင်းရင်းတပ်ဖွဲ့အားလုံးကိုညွှန်ကြားထားသလိုပြီးလို့ချင်းဒီငလင်ဒန်တင့်တဲ့ပြည်သူတွေအတွက်ကိုဝိုင်းဝန်းပြီးတော့ကူညီကယ်ဆယ်ရေးတွေလှုပ်ဆောင်ဖို့လည်းပေါ်ပြထားတာဖြစ်ပါတယ် ဒါပေမဲ့စစ်ကောင်စီကတော့ဒီနေ့အချိန်ထိဘုံကျဲတာမရက်နာပဲနဲ့ငလင်ကြောက်တေးနေတဲ့ပြည်သူပေါ်ထတ်ဆင့်ဘုံထက်ကျင်းနေတာပဲဖြစ်ပါတယ်ဟုတ်ကဲ့ဒါ AMG ကထုတ်ပြန်ထားတဲ့သတင်းလေးကိုတင်ဆက်ပေးခြင်းပါတယ်နောက်ဆုံးအနေနဲ့အဲ့ဒါကတော့ပြင်းထန်ထားတဲ့ငလင်တန်အတွက်ကယ်ဆယ်ရေးလုပ်ငန်းတွေလှုပ်ဆောင်ဖို့နှစ်ပတ်ကြာထိုးစစ်တွေရပ်နားထားမယ်လို့ NUG ကကြေညာပြီးတဲ့နောက်နေ့မှာပဲစစ်ကောင်စီကပေါင်းမြို့နယ်ကိုလေကြောင်းတိုက်ခိုက်မှုလှုပ်ဆောင်သွားတယ်လို့တိရပါတယ်စစ်ကောင်စီကမက်စလာ30ရက်နေ့မနေ့ပိုင်းမှာမုံရွာအနောက်မြောက်တိုင်းစစ်ဌာနချုပ်ကတက်လာတဲ့ MI ဆမ်တင်ရဟန်းရင်နဲ့မကွေးတိုင်းပေါင်းမြို့နယ်တစ်ခုကိုလေကြောင်းတိုက်ခိုက်မှုလုံဆောင်ခဲ့တာဖြစ်ပါတယ်။ပေါင်းမြို့နယ်အတွင်းအင်တာနက်နဲ့ဖုန်းလိုင်းတွေပြတ်တောက်နေတာကြောင့်လေကြောင်းတိုက်ခိုက်တဲ့နေရာအတိအကျနဲ့မြေပြင်အခြေအနေကိုတော့မတိရသေးကြောင်းအတီးပြုတ်နိုင်ဖို့စုံစမ်းနေကြောင်းပေါင်းမြို့နယ်လူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဌာနတာဝန်ရှိတဲ့သူကပြောပါတယ်။တော့လောကမဖြစ်တဲ့ကိစ္စပါ။ဒါဟာဘာဖြစ်လို့လဲဆိုတော့စဉ်းစားကြည့်ပေါ့ဗျာ။ငလင်ကြောင်းအောက်မှာသေခြင်းပြက်စီးအလောင်းတွေတော့မထုံနိုင်နေတဲ့အချိန်မှာဘုံထက်ကျဲတယ်ဆိုတဲ့လောက်ရက်က ပြောစရာသကလုံးမရှိသလိုနှိုင်းပြစရာတရဝါလည်းမရှိတော့ပါဘူးခွေးတစ်ကောင်တလိမ့်ဆန်တစ်ကောင်တောင်မှလူတွေကယဉ်ကျေးလိမ်မအောင်တင်တွန်တင်ပေးလို့ရှိရင်ဒီခွေးဟာဒီတလိမ့်ဆန်ဟာယဉ်ကျေးတဲ့အတ္တိတရားကိုရရှိမိမယ်လက်ရှိမြန်မာနိုင်ငံဟာစစ်ကောင်းဆောင်တွေကတော့တလိမ့်ဆန်လောက်တောင်မှအတ္တိတရားမပြည့်ဝပဲနဲ့ယဉ်ကျေးမှုလိမ်မာမှုဆိုတဲ့အတ္တိတရားကိုသူတို့ဒီနေ့ချိန်ထိမရတော့တာဖြစ်ပါတယ်เนาะဒါကြောင့်မလို့ဒီလိုမျိုးလောက်ရက်တွေကိုပြင်းထန်စွာရှုံချဖို့လို့သူတို့ကဘာကြီးနေနေလဲအခုလို့ နော်ဒီစစ်ကောင်ခေါင်းဆောင်တွေရုံမှမှုတွေကိုကွင်းကွင်းကွက်ကွက်မြင်သွားအောင်ပြသနိုင်ဖို့အရေးကြီးပါတယ်ဒါဟာမဖြစ်နေတဲ့ကိစ္စပါသူများနိုင်ငံတွေကတောင်မှကျွန်တော်တို့တိုင်းပြည်ရဲ့ဒီတဘာဘင်းအနေကိုလာရောက်ကူညီကယ်ဆယ်ပေးနေတဲ့အချိန်မှာကိုယ်နိုင်ငံမှာရှိတဲ့တိုင်းပြည်ရဲ့တပ်မတော်ပါလို့သူတို့သူတို့ပြောတဲ့လူတွေက ဒီသေးနေတဲ့ပြည်သူပေါ်တခါထပ်ဘုံကျဲတယ်ဆိုတော့လောက်ရက်ကအင်မတန်ကိုရုံမှစုပ်ပဲ့လွန်းတဲ့လောက်ရက်ပဲဖြစ်ပါတယ်ဒီလောက်ရက်ကိုကဘာကတိအောင်လဲကျွန်တော်တို့ဝန်းဝန်းချပြဖို့အရေးကြီးပါတယ်ပါဒီကနေ့သတင်းတွေကတော့အဓိကတော့ငလျင်အကြောင်းနဲ့အခြေခံတဲ့သတင်းတွေပဲဖြစ်ပါတယ်အားလုံးကြည့်တဲ့အတိုင်းပဲကျွန်တော်စီရင်တဲ့ပတ်သက်တဲ့အရာတွေကို NGO ဘက်ကလည်းထိုးစစ်တွေရပ်ထားတာဖြစ်တဲ့အတွက် ကျွန်တော်တို့တပားဘင်းအနေနဲ့ပတ်သက်တဲ့နောက်ဆက်တွဲသတင်းတွေကိုလည်းရရှိရရှိသူတင်ဆက်ပေးရမှာဖြစ်ပါတယ်။စောင့်မျှော်ကြည့်ရှုကြတဲ့မိဘပြည်သူတဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်။ကျွန်တော်တို့ကိုစီသတင်းနဲ့အထွေထွေ YouTube Channel ရနေနောက်ထပ်နောက်ထပ်အစီအစဉ်တွေကိုလည်းကျွန်တော်တို့နိုင်တဲ့ဘက်ကနေပြည်သူတွေအတွက်တင်ဆက်ပေးရမှာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။မင်္ဂလာညချမ်းပါခင်ဗျာ။